ဟင်ပြုံးဝင်းချက်ထိန်နာရဲဟင်ပြုံးဝင်းမဲအရာထပ်ပြီးတော့မမေးလာလဲလှပိတ်သည်ကိုမီမြဒီနေ့ပွဲစဉ်မှာသူငိုတခုရရှိဖို့အတွက်တောက်လျှောက်စားလောင်နေခဲ့တဲ့ဆိုးစားဒီချိန်မှာတော့သူ့ရဲ့ပထမဆုံးမြန်မာနေရှင်လီသွင်းကိုတော့ရရှိသွားခဲ့ဖြစ်ပါတယ်ခုနေ့ရာသီမှာရှမ်းသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ဘရာဇီးတိုက်စစ်ကစားမဆိုးစားဒီချိန်မှာတော့အခုနေ့ရာသီမာနီရှင်နယ်လီမှာသူ့ရဲ့ပထမအောင်ဆုံးသွင်းကိုတော့တကုံစတာတင်တဲ့ရင်ဆိုင်ထွေမှာရောက်ပေးတော်နိုင်ပြီဖြစ်ပါတယ်ဟေပြိုဝင်ရဲ့ပြပမှုကနေအေရီယာထဲမှာ ဆိုးစားအလိုက်တင်မယ်အဆုံးသက်ပြီးတော့ရှန်တင်တော့စတုတ်ထမြောက်ဥဆောင်ကိုတော့ထပ်ပြီးတော့ရောက်ပေးတော်နိုင်ပြီဖြစ်ပါတယ် ဒါကြောင့်ဒီနေ့ပွဲစဉ်မှာတော့အရှန်အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ယူကီနဲ့ဆိုဇာတို့တို့ရဲ့ပထမအောင်ဆုံးမြန်မာ National League အတွင်းကိုတွေကိုတော့ရောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။